ဘာမတက်လီဝေရှင်ပြိတ္တများမင်္ဂလာပါရှင်။ကျမတို့ channel မှာထိတ်တရားမြန်မာသတင်းလေးကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားပါအောင်ရှင်။ဗရာမျိုးနယ်မှာ AAE ထုတ်စဉ်အုတ်စစ်ပင်မျိုးအနီတို့ကြောင့်ဆေးလာပြီးစစ်တပ်ဘက်မှထိခိုက်ဒိဆုံးဒဏ်ရာရရှိသူအလွန်များပြားကစေယုံမလောင်ငါ၍ပြည်တာကစားနှင့်မြို့တော်ခမမှာပါဇာယီစေယုံများဖွင့်လင်းကုသဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ပကောတိုင်းပထောင်မြို့နယ်မှာအေအေးထိုးစစ်ကြောင်းညောင်ကျိုးတပ်စခန်းမှာစစ်ကောင်စီတပ်များမှအုပ်စစ်ပင်မျိုးတို့ပြန်လည်ဆုတ်ခွာနေပြီးတိုက်ပွဲများမှာအုပ်စစ်ပင်မျိုးအနေတို့ရရှိလာကြောင်းဒေသပြည်သူများနဲ့အုပ်စစ်ပင်အခြေဆိုင်တပ်သတင်းစင်မြစ်ကဆိုပါတယ် စံနဝါရီလမှာစတင်ပြီးပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျိုးတက်စကန်မှာအေအေနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းနောက်တိုက်ပွဲများဆက်လိုက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေးချောင်းမှတစ်စင်အကြီးအကျယ်ခုခံခဲ့ကြောင်းတို့ရမှာတိုက်ပွဲနှစ်လနီးပါးကြာမြင့်လာချိန်မှာစစ်ကောင်စီတပ်များမှာညောင်ကျိုးစကန်မှာစတင်ဆုတ်ခွာပြီးအုတ်ရှိပင်မြို့မှာခုခံစစ်ပြင်းစင်နေကြောင်းအုတ်ရှိပင်မြို့အခြေစိုက်တပ်သရင်ရင်းမြစ်ကပြောဆိုပါတယ် ဇမန်နေ့မလ17ရက်နေ့မှာဗရာမျိုးနဲ့ညောင်ကျိုးစကန်ကုန်းအေအေးထိုစေကကျော်လွန်လာကအုံးစစ်ပင်မျိုးအနီးသို့ဦးတည်ရောက်ရှိလာနေကြောင်းစစ်တပ်စစ်သားများနဲ့စစ်ကူများမှအုံးစစ်ပင်မျိုးတို့ပြန်လည်အင်အားစုစည်းနေကြောင်းသိရှိရပါသည်။အေအေးထိုစေကအုံးစစ်ပင်မျိုးနဲ့ထီတော်မရောက်သေးဘူးမျိုးနဲ့တော့တော်တော်နီးနေပြီးစစ်ရေးကတော့ပြင်းထန်နေတဲ့စစ်ကားတွေအသက်အစင်များတဲ့တောင်ပေါ်ကတရားရတဲ့စစ်သားတွေကိုပြန်တဲထုံနေတဲ့ ထိုစစ်ကအုပ်ချုပ်ရေးမျိုးဘက်ကိုဥတီလာနေပြီလို့ပြောလို့ရပါတယ်။တပ်ဖက်ကတော့လေကြောင်းတိုက်ခတ်မှုရောလက်နက်ကြီးတွေတစ်ဆောင်လုံးပစ်ခတ်နေတယ်လို့အုပ်ချုပ်ရေးမျိုးအခြေစိုက်စစ်တပ်သတင်းရှင်းပြကပြောဆိုပါတယ်။အကြမ်းဖက်စစ်တပ်၏စစ်ကိုစစ်ကြောင်းများကအုံရှိပင်မြို့မှာအကြီးအကျယ်စစ်ပြင်းစင်နေကမြို့ကိုအခြေပြုထားတဲ့အမြတ်တပ်စခန်းများကလည်းလက်နက်ကြီးများဖြင့်တချိန်လုံးပစ်ခတ်နေကြ။အုံရှိပင်မြို့အနီးမှာစစ်တပ်၏လက်နက်ကြီးပစ်ခတ်တပ်များကိုခြေလှမ်းစွာစားနေရကြ စစ်ကောင်စီစစ်ရင်နှံများမှလည်းအုံရှိပင်ပဒေါလမ်းမိုင်မှာအသက်ဆက်များပြနေကြောင်းသိရှိရပါသည်အောင်စစ်မြေမြို့ပေါ်သို့အေအီထိုးစစ်များဥတည်နေတာကြောင့်စစ်တပ်ကအတင်းအဆင်စစ်မှုထမ်းတက်တာရှားပေါင်းများစွာကုန်ညောင်ကျိုးစခန်းနှင့်အောင်စစ်မြေမြို့တို့ပို့ဆောင်တိုက်ခိုက်နေကြောင်းဒုရမတိုက်ပွဲအတွင်စစ်မှုထမ်းတက်တာတင်များတည်ဆုံသူနှင့်တရားရရှိသူအလုံးများပြနေသည့်အပြင်စစ်ကိုစစ်ကြောင်းများတပ်ပြက်တည်းအထိကစင်ကလေးပြန်လည်ဆုတ်ခွာလာရမှုများရှိနေကြောင်းသိရှိရပါသည် ညာကျိုးမှာတရားရတဲ့စစ်သားတွေကိုပြည်ထကစားနေအနီးနာကတပ်စခန်းတွေနဲ့တိုက်နယ်စေယုံတွေမှာကုသပေးနေတယ်ကရင်မလောင်လို့မြို့တော်ခမမာတော်ယာယီစေယုံအဖြစ်ကရင်တွေချပြီးကုသနေရတယ်လို့ပြည်မျိုးအခြေဆိုင်တပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အေကားထုတ်စက်များကိုရခိုင်ပြည်နယ်ထိစပ်နေသည့်ပဲခူးတိုင်းအေယာဝတီတိုင်းနဲ့မကွေးတိုင်းတွင်လည်းထိုးဖောက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေကားတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးထဝယ်မမြိတ်တို့ထွက်ခွာလာသည့်ဝိစက်ကူတစ်သားများနဲ့စစ်သားများလိုက်ပါလာသည့်ဆက်လေကိုတိုက်ခိုက်မှုစစ်တပ်ဗမာ20ဦးထက်မနည်းသေဆုံးပြီးဆက်လေ RPG ထိမှန်မိလောင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် တနင်္လာရီတိုင်းထဝဲမြို့မှာမြင်းမျိုးတို့ထွက်ခွာလာသည့်ငွေဆက်ကိုတစ်သားများနှင့်စစ်သားများလိုက်ပါလာသည့်ဆက်လေကိုတိုက်ခိုက်မှုစစ်တပ်ဗမာ20ဦးထက်မနည်းသေဆုံးပြီးဆက်လေ RPG ထိမှန်ကမိလောင်ပျက်စီးခဲ့ကြောင်းလောင်လုံးမျိုးနယ်ပြည်သူကကိုရီတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုပါသည်မလဆယ်ရည်နေ့ည7:00နာရီခန့်မှာတဝဲမြို့မှာတရချောင်းမြို့နယ်စင်ဖြူပြင်စိတ်ကမ်းဘတ်သို့ဆုံဆင်းလာတဲ့ငွေဆက်ကူတက်တာများနဲ့စစ်သားများလိုက်ပါလာသည့်ဆက်လေတစီကို ဒဝဲခရိုင်တပ်ပေါင်းစုကဒဝဲမြေကြောင်အတွင်းဈာဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ၁၀မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဆက်လီကိုအာဘီဂျီထိမှန်ကမိလာပြည့်စည်ခဲ့ကြောင်းသိရှိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား20ကျော်တည်ဆုံပြီး30ခန်းတရားရရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လန်ရဲတပ်ဖွဲ့ဝင်များအထူးခိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် SL ကအာဘီဂျီထိသွားတာအဲ့မှာမိလာပြီးတော့မောင်းပြေးသွားတာကျွန်တော်တို့ပြစ်လိုက်တာလည်းမနေဘူး ကျွန်တော်တို့တည်ရန်တလောက်ကတော့ငွေဆက်ကူတွေတင်လာတာတက်တာနဲ့အများကြီးတင်လာပြီးတော့တဝဲကနေမြိတ်ကိုပို့မှဘန်ချင်းချင်းလွှဲပြောင်းတဲ့ပုံစံမျိုးနဲ့ပို့မဲ့နေရာမှာဘန်မန်နေဂျာရင်ဘန်ဝန်ထမ်းနှစ်ယောက်ရဲ့ပါတယ်လို့သိရတယ်မြမစီပွားရေးဘန်ကဖြစ်နိုင်တယ်စစ်ခွဲလောင်ချောင်ရေးတွေနဲ့စစ်မှုထမ်းတွေလည်းပါတယ်ဆက်လေပေါ်မှာအကုန်လုံးပါပြီးတော့လာကြတာစစ်ခွေးအင်အားက60နဲ့80ကြာစီတယ်သူတို့ဆက်လေနဲ့2ဦးလောက်ပဲပြန်ပစ်နိုင်တယ်လို့လောင်လုံးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြည်သာရေးတာဝန်ခံရဲဘော်ဆယ်တို့ကပြောဆိုပါတယ် အစောပိုင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မီးလောင်သွားတဲ့ဆက်လေးကိုဒဝဲနဲ့ကြောင်းနေမော်ဂျာမာချက်ထားပြီးဆက်လေးပေါ်မှာတင်ဆောင်သွားတဲ့စစ်သားအလောင်းများကိုလာရောက်တည်ထုတ်သွားကြောင်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးမော်ဘီမှာလူငယ်များကိုစစ်မှုထင်ခိုက်ရန်အတင်းအဓမ္မဖန်ဆီးစုဆောင်နေတဲ့ဝါနဲ့ချောင်းဆံပြရွာအုတ်ချုပ်ရည်မှုရုံကို40မမပုံနီလက်နက်ဖြင့်ပစ်ခတ်မှုစစ်တမ်းအချို့ထိခိုက်တိုက်စုံမှုများနိုင်စွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ရန်ကုန်မြို့မော်ဘီမြို့နယ်မှာစစ်မှုထမ်းရန်လူငယ်များကိုအသင်အဓမ္မစူးစမ်းပေးနေတဲ့ဝါနဲ့ဆောင်ဆံပြရွာအုပ်ချုပ်ရေးမှူးချုပ်ကို40မမပုံနေဖြစ်ပြစ်ခတ်တိုက်ခိုက်ရန်အကြမ်းမဲ့စစ်တပ်ဘက်မှနှစ်ဦးအပြစ်ဒဏ်ရရှိခဲ့ကြောင်း SRDF ထူးစစ်ကြောင်းမှတာဝန်ရှိသူကပြောကြားပါတယ်။ မလ17ရက်နေ့ည7:40မိနစ်ခန့်အချိန်မော်ဘီမြို့နယ်ဝါနဲ့6ဆံများချင်းရွာကြောက်တာစုအုပ်ချုပ်ရေးမှူးချုပ်မှတက်ဆွဲထားတဲ့အကြမ်းမဲ့စစ်သားပြူစော်ထီများနဲ့အုပ်ချုပ်ရေးမှူးတော်ကတော်လန်ရေးရဲဘော်များက40မမဘုံနေဖြစ်ပြက်ခတ်တက်ခိုက်ခဲ့ကြောင်းသိရပါတယ်စစ်တပ်ခမှုရတွင်အောက်ချုပ်ရေမှုရုံဆောင်ကာကင်ကိုထိမှန်ခဲ့ပြီးအကြမ်းမဲ့စစ်ကောင်စီတပ်သားနှစ်ဦးထပ်မင်းအပြင်းထန်တရားရရှိခဲ့ကြောင်းတော်လန်ရဲရဲဘော်များအထူးကမရှိအောင်မြင်စွာစုခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ထို့ထို့တိုက်ခိုက်မှုသည်အကြမ်းမတ်စစ်ကောင်စီအလို့ကြောင့်ပြည်သူစစ်မှုထံအာဓမ္မဥပဒေကိုအသက်သွင်းနေသည့်စစ်ကောင်စီတောက်တိုင်ရန်နေရဖြစ်တာကြောင့်စီရေးပြမဲ့အဖြစ်လက်တော့ပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြသေးရပါသည်။ တိုက်ခိုက်မှုမှာစစ်ကွေးနှစ်ကောင်ထပ်မင်းထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်စစ်ကောင်စီနဲ့နောက်လိုက်တွေကိုအတိပေးချင်ပါတယ်ပြည်သူတွေကိုဖိနှိမ်ဖို့စ조사လေးလေးကျွန်တော်တို့ရဲ့ရဲဘော်တွေကပုံစံမျိုးစုံနဲ့ဝင်ရောက်လာပြီးရှားတဲ့နီးနဲ့တုံ့ပြန်မှဖြစ်တယ်ဒီတိုက်ခိုက်မှုမှာလည်းစံနုစခန်ဂိုက်တရာအတွင်ထိဝင်ရောက်ပစ်ခတ်ခဲ့တာပါနောက်ထပ်လည်းအခွင့်အရေးရရတယ်လို့စက်တိုက်သွားမှာပါလို့ MRTA အထူးစစ်ကြောမှာတာဝန်ရှိသူကပြောဆိုပါတယ် တိုက်ခိုက်မှုမှာပါဝင်တဲ့စူပိုခရံအမတ်ဆန်ကတရင်မှဘိုကောက်ယိုကမော်ဘီမျိုးနဲ့ဝါနဲ့ချောင်ဆန်များကျင်းရွာစီကြောက်တောင်စုအုပ်ချုပ်ရေးမှူးချုပ်မှတက်ဆွဲထားတဲ့စစ်သားပြူစောတီနဲ့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များကို40မှာမှပုံလန်းနဲ့ဖြစ်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးထက်မနည်းတေဆုံနိုင်ပြီးအုပ်ချုပ်ရေးမှူးရုံးကကင်းလဲထိခိုက်ပျက်စီးခဲ့ကြောင်းပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးတပ်ဖွဲ့ MRDNA ရွှေဘုခရအမတ်ဆန်ငါတရင်တို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမက်ဆေ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှရင်ဇနာကျမရင်ရွှေလန်းချမ်းမြေကြပါစေရှင်။